TikTok ရဲ့ monetization အစီအစဉ်ရောက်မလို့လူသုံးများဆုံးဖြစ်နေပြီးတော့အားလုံးကဒီတစ်ခုထဲမှာပဲစွပြုံနေကြရပေါ့နော်အားလုံး Snapchat application ကိုတည်ကြမှာပါ Snapchat ကတော့ TikTok တိုင်းငယ်ငယ်ကပေါ်ခဲ့တဲ့ဟာဖြစ်ပြီးတော့သူ့ရဲ့ feed တွေ effect တွေရောက်မလို့ခုထိလူသုံးများနေတဲ့ social app ပဲဖြစ်ပါတယ် Snapchat ကလည်း TikTok လို monetization အစီအစဉ်တွေရှိပါတယ်။ monetization အစီအစဉ်အတွက်အနည်းဆုံး follower 9000ရှိရပါမယ်။ 28ရက်အတွင်း snap view 10သန်းဒါမှမဟုတ် spotlight view 10သန်းဒါမှမဟုတ် public story မှာကြည့်ရှုခြင်း나이ပေါင်း1000တခုခုပြည့်မိထားရင်ရပါတယ်စေးစတိုရီဒါမို့စပော့လိုက်မှာတလလီအနည်းဆုံး25ချိန်အနည်းဆုံး10ရက်ပို့စင်ထားဖို့လိုအပ်ပါတယ် ကိုယ့်ရဲ့အသက်ကလည်း18နှစ်တရဝင်ပြည်ပြီးသားတဲ့သူဖြစ်ရပါမယ်ပေါ့နော် Snapchat ရဲ့ community guideline တွေ monetization terms တွေကိုလည်းလိုက်နာထားတဲ့သူဖြစ်ရပါမယ်ဒါဆိုလို့ရှင်တော့ i creator ကတစ်နေ့ကိုအနည်းဆုံးဒေါ်လာ100နေပြီးတော့တစ်နေ့တစ်ချိန်ငွေထုတ်လို့ရပါတယ် အဓိက monitor ရေးရင်ပေးတဲ့ဟာတွေကတော့ spotlight ဆိုတဲ့နေရာအနေနဲ့ရနိုင်ပါတယ်။သူကတော့ TikTok style ရုပ်ရှင်တို့တွေ share လုပ်တဲ့နေရာဖြစ်ပြီးတော့ view များလာလို့ရှိရင် Snapchat ကနေမှမှကြော်ညာရေးလက်ခံပြီးတော့ creator နဲ့တူငွေတောက်ရတာဖြစ်ပါတယ်။လူများစုကတနေ့ကိုအဲဒေါ်လာ250ကနေဒေါ်လာ1000ကြီးရနိုင်တယ်လို့ပြောကြပါတယ်။ ောက်တစ်ခုကတော့ Snapchat Creator Marketplace SCM လို့ခေါ်ပါတယ် Snapchat က verified creator တွေနဲ့ brand တွေကိုတွဲပြီးတဲ့ marketplace ဖြစ်ပါတယ် brand တွေက creator တွေနဲ့ပူးပေါင်းပြီးတော့ sponsor snaps တွေ AR face တွေ product placement တွေကိုလုပ်ခိုင်းပါတယ် medium level creator သမားတွေဆိုလို့ရှင်တော့ဒေါ်လာ900ကနေဒေါ်လာ9000ကျော်ထိရရှိနိုင်ပါတယ် ပြီးတော့ lambs creator ဆိုတာလည်းရှိပါသေးတယ်။အဲဒါကြတော့ snapchat ရဲ့ ar2 တွေကိုသုံးပြပြီးတော့မျက်နှာပြင်ပေါ်မှာ virtual effects တွေတင်လို့ရတဲ့ဒီ filters တွေ face effect တွေ 3d objects တွေ games တွေအစတဲ့ ar lambs တွေကိုဖန်တီးတဲ့သူတွေပြောခြင်းဖြစ်ပါတယ်။အဲ့ဒီ lambs တွေကို snapchat ကနေတစင်းအသုံးပြတဲ့သူတွေကသုံးနိုင်ရပြီးတော့ဒီ lambs တွေကိုသုံးပြတဲ့သူတွေသုံးနိုင်မှုအတွက်များများသိအောင်လို့ကြော်ညာပေးတဲ့ အလုပ်ကို creator တွေကလုပ်ရတာပေါ့နော်အဲ့လိုမျိုးကနေတဆင့်လဲ brand တွေနဲ့ contract လုပ်ပြီးတော့ creator တွေကဝင်ငွေရနိုင်ပါတယ်ဒီကုန်းချုပ်ပြောရမယ်ဆိုရင် snapchat မှာ monetization လုပ်ဖို့ဆိုရင်တော့ spotlight video တွေက10မိနစ်အထက်ရှိရပါမယ်ကိုနဲ့နေရ consistency ရှိရမယ် sentiment ကမယ် engagement ကောင်းရပါမယ် platform ထဲမှာ professional creator တို့အနေနဲ့ trust တည်ဆောက်ထားဖို့လိုပါတယ် ဒါဆိုလို့ရှင်တော့ TikTok လိုမျိုးပဲ Snapchat ကနေလည်းဝင်ငွေရှာလို့ရရမယ်ဆိုတဲ့အကြောင်းကိုဒီပြလောက်ပြီးဖြစ်ပါရနော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။